ာပါရှင်ခရစ်တက်လီဗီရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးမောက်ကောမန္တလေးလမ်းကြားဖော်တော်လန်းဆောင်အနီးတိုက်ပွဲပြင်းထန်နေပြီးတော်လရင်အင်အားစုများသာစီရနေဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မောက်ကောနဲ့မန္တလေးမြို့သားရှိဖော်တော်လန်းဆောင်အနီးတဝိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပြီးတိုက်ပွဲတွေမှာတော်လရင်အင်အားစုတွေဘက်မှအသာစီရနေတယ်လို့မြေပြင်သတင်းရင်းမြစ်အချို့ထံမှသိရှိရပါတယ် စက္ကစီအနေနဲ့ပြီးခဲ့တဲ့လတွေအတွင်းမော်ကောမြို့ကိုဆက်ချောင်းထိုးချိန်ချောင်းနိုင်မှုအတွင်းမော်ကောမန္တလေးလမ်းပေါ်မှာရှိတဲ့ဖော်တော်လမ်းဆောင်ကုန်းအင်အားလုံးရင်းနဲ့ခြေတက်တိုက်ခိုက်တာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဖော်တော်လန်းဆောင်ကိုခြေတက်တိုက်ခိုင်းရာမှာတပိတ်ချင်းမြို့နယ်ခွန်နမိုင်းဒေသအနီးရှိစစ်ကောင်စီရဲ့တပ်မတော်တပ်မြင့်လေးချင်းရဲ့တင်းတန်းကြောင့်တတက73မှာအခြေပြုပြီးနောက်အဲ့ဒီအင်အားတွေနဲ့တိုက်ခိုက်တာဖြစ်တယ်လို့သိရပါတယ်။ဖော်တော်လန်းဆောင်ဟာတပိတ်ချင်းစင်ကူးမြို့တို့မှာမိုးကုံမြို့ကိုလာရင်မဖြစ်မနေဖြတ်တန်းရတဲ့လမ်းဆောင်ဖြစ်တဲ့အပြင်မိုးကုံမြို့နဲ့လည်းမိုင်90ပတ်ချာလေတာဝေပြီးမန္တလေးစင်ကူးမိုးကုံတပိတ်ချင်းထိချိုင်းနဲ့ပမောမြို့တို့ကိုသွားရန်အရေးကြီးအချက်ချာနေရဖြစ်တယ်လို့သိရပါတယ်။ အဆိုပါဖော်တော်လန်ဆောင်ကိုပြီးခဲ့တဲ့အော်တိုဘာလဒုတိယပတ်အတွင်းမှာစစ်ကောင်စီဘက်ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးတော်လရင်အင်အားစုတွေအနေနဲ့ဖော်တော်မှကြောက်ဖြာကြအထိဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။အဲဒီနောက်လက်လွတ်လိုက်ရတဲ့ဖော်တော်လန်ဆောင်ကိုတော်လရင်အင်အားစုတွေကပြန်လည်ထိုးစစ်ဆင်ခဲ့တာကြောင့်အခုအချိန်မှာဖော်တော်လန်ဆောင်အနီးကတာဝါတိုင်းကုန်းအပောင်းအခြားနေရာတွေကိုပါပြန်လည်ရရှိပြီးအသာစီရနေတယ်လို့ ဖော်တော်ကိုတော်လိုင်းရေးအဖွဲ့တွေပြန်ထိန်းထားနိုင်တယ်လို့အကြံပြပြောလို့ရတယ်ခင်ဗျာလက်ရှိဖော်တော်ဘက်မှာအခုရက်ပိုင်းတော်လိုင်းရေးအဖွဲ့တွေအခြေအနေကောင်းနေပါတယ်ခင်ဗျာလို့မြေပြင်စီးရေးသတင်းစည်းမျဉ်းတအူကပြောပါတယ်တပ်ဖက်မှလည်းအော်တိုဘာလအကုံမှစစ်ကောင်စီနဲ့တရန်လန်လေးတို့တရုတ်ရဲ့ချောင်းဝင်ညှိနှိုင်းဆွေးနွေးပြီးတဲ့နောက်တရန်လန်လေးအနေနဲ့မိုးကုတ်မိုးမိတ်တို့မှပြန်လည်ဆက်ခွာမယ်လို့ကြေညာခဲ့ပါတယ် ။တရားလည်လင်ရဲ့အဆိုပါကြေညာချက်တွေထွက်ရှိပြီးတဲ့နောက် MDY PDF အပါဝင်ညွေဦးတော်လည်ရဲ့အင်အားစုတွေကမိုးကုံမုံမေအပါစုံမနေမျိုးတွေကိုအစွမ်းကုန်ကာကွယ်သွားမယ်လို့ကြေညာခဲ့ပြီးဒေသခံပြည်သူအချို့ကတော့စီးရဲအခြေအနေတင်းမာလာနိုင်တာမို့ကြိုတင်စစ်ပေးဆောင်တာတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။ဒီလိုတိုက်ပွဲအခြေအနေတွေကြောင့်မကုံမျိုးမဆန်းပြည်နယ်မြောက်ပိုင်းကြောင်းမင်းနောက်ချိုဘက်ဆစ်ဆောင်သွားကြရတဲ့ပြည်သူအချို့ဟာလမ်းမတမျှတိုက်ခတ်ရတဲ့အဖြစ်အပျက်တွေရှိနေတယ်လို့ဆိုပါတယ်။ ဟိုရက်ကမိုးကုတ်ကနေကြောင်မဲကိုစေးပေးဆောင်နေခီးသွားပြည်သူက9စေးတမျှတိုက်ခံရတာပါအမျိုးသမီးတွေဆိုရင်နိုင်အင်ကြီးတွေနဲ့အထင်းနိုင်စားလားလို့ပြန်သိရတယ်ဗျအဲ့ဒီလန်ကစစ်တပ်ဆိုမှုတွေနယ်လို့ပြောတယ်တခိုးတမျှပေါ်တယ်လို့မိုးကုတ်ဒေသခံတအူကပြောပါတယ်လက်ရှိမှာတော့မိုးကုတ်မျိုးပတ်စာလေးကိုကာကွယ်ဖို့အတွက်အညာမြေမှာတော်လရင်အင်အားစုအချို့လည်းရောက်ရှိနေပြီးဒေသခံပြည်သူအချို့တင်းဆောင်နာတွေရှိတယ်လို့တချို့ကလည်းတိုက်ပွဲအတွက်ကြိုတင်ပြင်ဆင်နေတာတွေရှိတယ်လို့သိရပါတယ်ရှင်။ ဆက်လက်ပြီး KIO KIA နဲ့အကြမ်းမတ်စစ်တပ်အကြားအပြစ်ရရင်ဆွေးနွေးရန်ရှိနေသည့်ဆိုသည့်တဲ့င်းများကိုဗိုလ်မှူးကြီးနော်ဝင်းကြီးဆိုဆိုတဲ့တဲ့င်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကချင်ပြည်နယ်မှာမြို့နယ်အများစုကိုတိုက်ခိုက်သိမ်းပိုက်လျက်ရှိသည့် KIA KIO နဲ့အကြမ်းမတ်စစ်တပ်အကြားအပြစ်ရရင်ဆွေးနွေးရန်ရှိနေသည့်ဆိုသည့်တဲ့င်းများကို KIO KIA ပြည်ရေးစုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကညင်းဆိုလိုက်ပါတယ်။ ဂျမန်နဲ့ KIO KIA ပြည်ရေးစုခွင့်ရှင်သူပုံမူကြီးနော်ဘူးကတည်တဲ့ဆက်တွေမင်းမြန်စင်ပုံမူကြီးနော်ဘူးကရင်းခဲ့သူဖြစ်ဆိုခြင်းဖြစ်ပါတယ်။အကြမ်းမဆက်တဲ့လော်ဘီများနဲ့စစ်တပ်အသံဝိုင်းကအော်တိုဘာလာနောက်ပိုင်းမှာစတင်၍ KIO KIA နဲ့အကြမ်းမဆက်တဲ့သူအကြာအပြည့်ရရင်တရုတ်ဤကမကတာပြုမှုဖြင့်တွေ့ဆုံဆွေးနွေးရလှဆောင်နေပြီဖြစ်ကြောင်းနေရာကိုရွေးချယ်နေပြီဖြစ်ကြောင်းအစရှိသည့်သတင်းများကို Telegram Channel များလူမှုကွန်ရက်များမှတစင်အလုံးအင်းရင်ဖြင့်တစ်ချိန်နဲ့တစ်ပြိုင်နက်အကြီးအကျယ်ထုတ်လွှင့်ခဲ့ကြခြင်းဖြစ်ပါတယ်။ အဆိုပါသတင်းများနဲ့ပတ်သက်၍ကျွန်မတို့သတင်းဌာနကဘုံမူကြီးနော်ဘူးကိုမေးမြန်းရန်၎င်းကကျွန်တော်တို့အနေနဲ့အထွေအထူးပြောစရာမရှိပါဘူးကျွန်တော်တို့ဗဟိုကော်မတီကလည်းဆွေးနွေးပွဲဆိုတာနဲ့ပတ်သက်လို့ညွှန်ကြားလာတာမရှိပါဘူး တွဲဆောင်ဆွေးနွေးပွဲလုပ်နေတယ်လို့ကျွန်တော်လက်ကြားလည်းမကြားမိပါဘူးလို့ပြန်လည်ဖြေဆိုပါတယ်။လက်ရှိမှာ KIA နဲ့စစ်တပ်အကြားဗမော်မျိုးနဲ့ဖားကန်မျိုးနဲ့အပါအဝင်ကချင်ပြည်နယ်အတွင်းမျိုးနဲ့များမှာတိုက်ပွဲများဖြစ်ပွားလျက်ရှိပြီးအထူးသဖြင့်ဗမော်တိုက်ပွဲမှာလည်းနေဆင်ဖြစ်ပွားလျက်ရှိနေဆဲဖြစ်ကြောင်း KIA သတင်းရင်းမြစ်များထံမှသိရပါတယ်ရှင်။ဆလပင် KNU တပ်မဟာအသင်းတထုံခရိုင်ဥက္ကဋ္ဌဘရုဆော့ဆိုမြင့်အပါအဝင်22ဦးကိုအကြမ်းမတ်စစ်တပ်ကရွေးကောက်ပွဲနောက်ဆက်သည်ဟုဆိုကာ တထုံမြွနယ်တင်စင်ရဲစခန်းမှာရွေးကောက်ပွဲဥပဒေပုံမှ23ခါဖြင့်အမှုဖွင့်ဆွဲတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကရင်မျိုးသားအစည်းအရုံး KNU တက်မဟာသင်းတထုံခရိုင်ဥက္ကရာဘလူစော်စော်မြင့်အပါအဝင်22ဦးကိုအကြမ်းတ်စစ်တပ်ကရွေးကောက်ပွဲနောက်ဆက်တည်ဟုဆိုကောင်တထုံမြွနယ်တင်စင်ရဲစခန်းမှာရွေးကောက်ပွဲဥပဒေပုံမှ23ခါဖြင့်အမှုဖွင့်ထားကြောင်းအကြမ်းတ်စစ်တပ်ကတရင်ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ9ရက်နေ့မှာ KNU ကရင်အမျိုးသားအစည်းအရုံးဒုသက်သူခရိုင်ကဒီဇင်ဘာလအတွင်းကျမပြုလုပ်မည်ရွေးကောက်ပွဲကိုတိုက်ဖြတ်သွားရန်ညင်ညာချက်ထုတ်ပြန်ခဲ့တာကြောင့် KNU ကရင်အမျိုးသားအစည်းအရုံးဒုသက်သူခရိုင်ဥက္ကဋ္ဌဘရူစောစောမြင့်အပါအဝင်22ဦးကိုတထုံမြို့နယ်တင်စိရဲစခန်းပါ154မြင်းဆောင်2025ရွေးကောက်ပွဲများကိုနှောက်ဆက်ဟန်တာဖြစ်စေခြင်းမှကာကွယ်ပေးရေးဥပဒေပုံမှန်23ခါပြည့်အမှုဖွင့်ထားကြောင်းစတက်ကသတင်းထုတ်ပြန်ပါသည် စတက်ကအမှုဖွင့်ထားသည့်ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှ23ခါမှ2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမှုကိုပြည်ပြားစင်ရန်ရည်ရွယ်၍ဟောပြောခြင်းပြောဆိုခြင်းစီယုံလှုံ့ဆော်ခြင်းဆန္ဒပြခြင်းစာရေးသားခြင်းရုပ်ပုံပိုစတာများချေဆွဲခြင်းတို့ကိုတားမြစ်ခြင်းဖြစ်ပြီးရင်းသားမြစ်ချက်ကိုလူစုလူဝေးဖြင့်ဖောက်ဖျက်ပါကထောင်တဲ့အနည်းဆုံး9နှစ်မှအများဆုံးထောင်တဲ့10နှစ်အထိချမှတ်နိုင်သောပုံမှန်များလည်းဖြစ်ပါသည် စနေမာလာ2024ရဲ့နေ့ကလည်းအကြမ်းမတ်စစ်တပ်က KNU ဥက္ကဋ္ဌဘရူဆော့ဖ်ဝဲထူဝင်အပါဝင်အဖွဲ့ဝင်73ဦး AA တပ်ဖွဲ့ချင်းမြေအစိုးရဖွဲ့ဝင်18ဦးတို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ဆက်ဟန်တာမှုဥပဒေဖြင့်အမှုဖွင့်ခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့ပါသည်။ KNU ဥက္ကဋ္ဌဘရိုဆော့ကွဲထူဝင်ဘိုးအလုံးမှုဆောင်များအပါအဝင်73ဦးကိုအကောက်လစနေရနေ့ရွေးကောက်ပွဲပြပြစီရန်ဟောပြောခြင်းပြောဆိုခြင်းများကြောင်းလှိုင်းဘွဲ့မျိုးမှရဲစခန်းမှာအမှုဖွင့်ထားကြောင်းသိရပါတယ်။ စစ်တပ်ကအမှုဖွင့်သူများမှ KNU ဥက္ကဋ္ဌဘရိုဆော့ကွဲထွင်းဘရိုဆော့ကန်စေဘရိုတာတို့မူဘရိုဆော့တော်တီပွင့်ဘရိုဆော့လာထုံဘိုကျော်ကြီးစောစော်နီစောတာမလာတော့ဘရိုဆော့လော်အေမူဘရိုဆော့ကလူစေဘရိုနော်တာနာနေဘရိုဆော့တော်နီ စောစာပလဲဒီဝမ်နုအပါအဝင်စုစုပေါင်း7ဦးဖြစ်ကြောင်းသတင်းထုတ်ပြန်ပါတယ်။အလားတူအော်တိုဘားလ31ရက်နေ့မှာမကွေးတိုင်းဒေသကြီးဆလင်းမြို့နယ်ပေါင်နာရက်ကွက်နေမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင်2ဦးဦးသက်ဝေထွန်းသည်ဆလင်းမြို့မှာဆင်ပြူကျွန်းတို့ဆိုင်ခဲဖြစ်သွားစဉ် စောင့်လေဦးလန်းဆောင်အရောက်မှာ PDF များကဖန်ဆီးခေါ်ဆောင်သွားခဲ့တာကြောင့်အဆိုပါ PDF များကိုနိုဝင်ဘာလ3ရက်နေ့မှာစင်ပြူကျူးနယ်မြေရဲစခန်းပ73မြင်းဆောင်2025ရွေးကောက်ပွဲများကိုနောက်ဆက်ဟန်တာဖြစ်စေချင်မှကာကွယ်ပေးရေးဥပဒေပုံမှာ24ခါဖြင့်အမှုဖွင့်ထားကြောင်းသိရှိရပါတယ်စတက်ကအရေးယူအမှုဖွင့်ထားသည့်ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှ24ခါမှာရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တအူးကိုတာဝန်မထမ်းဆောင်နိုင်ရန်ဟန်တာခြင်းဖြစ်ပြီး ရင်းပုံမှန်အရာကျွလွန်သူများကိုထောင်နဲ့အနည်းဆုံး၅နှစ်မှအများဆုံးထောင်နဲ့၁၀နှစ်အထိချမှတ်နိုင်တဲ့ပုံမှန်လေးဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတပည့်ရင်းနယ်ကိုစေအိုးစုလေးချောင်းကဘုံနဲ့ချိန်ကျတာကြောင့်အယက်သား၁၀ဦးကျော်တရားရဆွဲတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။သခိုင်းနဲ့ရွှေဘူခရိုင်တပည့်ရင်းမျိုးနယ်အနောက်ဆန်းကကျေးရွာရီကိုနိုဝင်ဘာလ၁၀ရက်နေ့နေ့လယ်၃နာရီခွဲဝန်းကျင်နဲ့ညနေ၆နာရီဝန်းကျင်တို့မှာလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အယက်သား၁၀ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ပြင်းသတင်းရင်းမြစ်တွေကပြောပါတယ်။ ။တပင်းင်းနဲ့အနောက်ခြမ်းကဆက်ပြချင်းရွာအပါအဝင် အနီးဝန်းကျင်ကချင်းရွာတွေကိုစစ်အုပ်စုကနေ့လယ်3နာရီခွဲလောက်ကနေညနေ4နာရီအထိဇက်ဖိုက်တာ3စီးနဲ့လင်းကျင်ပစ်ခတ်ခဲ့ပြီးညနေ6နာရီဝန်းကျင်မှာတော့ပေါင်900ပုံးနည်းတွေထပ်မံကျကြခဲ့တာဖြစ်ပါတယ်။ဆိုးဆူလေကြောင်ကနေပြစ်ခတ်ခဲ့သည့်ပေါင်900ပုံးနည်းတွေဟာကျင်းရွာတွေအတွင်ကြာရပောက်ခွဲခဲ့တာကြောင့်လူထိခိုက်တေဆုံးမှုတွေရှိနေတယ်လို့နေအိမ်မိလာပြည့်စည်တာတွေပါရှိနေတယ်လို့မြေပြင်သတင်းရှင်းပြကဆိုပါတယ် ကျွန်တော်လေးမြောက်ရွာပုံထံဆက်ပြခြင်းအဲ့ဒီရွာတွေကိုကျဲသွားတာအိမ်တွေပါမိလောင်နေတာတည်ဆုံးတာကတော့မရှိဘူးအထီးအခိုက်ကတော့၁၀ဦးကျော်လောက်ရှိတယ်။ဒဏ်ရာပြင်းထန်တာကတော့၄ဦးလောက်ရှိတယ်။အခုထိအသေးစိတ်စဉ်းရဲမသိရသေးပါဘူး။လက်ရှိမှာလေကြောင်းတက်ခိုက်ခံရတဲ့နေရာကနေတေဆုံထိခိုက်ဒဏ်ရာရရှိသူတွေကိုအရေးပေါ်ကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်ပေးနေပြီးအရေးပေါ်ကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်ပေးနေပြီးဒဏ်ရာပြစ်ထန်သူတွေကိုစေကူတာဖို့ရွှေ့ပြောင်းနေတယ်လို့ပြောပါတယ် စိုးစုပုံကျဲပြစ်ခတ်မှုကြောင့်ထိခိုက်တိုက်ဆုံးသူတွေရှိပေမယ့်အရေးအတွက်အသေးစိတ်ကိုမသိရသေးဘူးလို့တပည့်ရင်းမျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူကပြောကြားပါတယ်ရွာရဲပြစ်တာဆိုတော့ထိခတ်မှုတော့ရှိပါတယ်ဟုတ်ပါတယ်တိုက်ပွဲမရှိပဲပြစ်သွားတာပါလူထိခတ်မှုအရေးအတွက်ကိုတော့လက်တလောအတိမပြုတ်နိုင်နေပါဘူးမြေပြင်မှာအဖွဲ့စည်းတွေအားလုံးကစူးစမ်းနေကြဆဲပါဗျာ ဆောဆူကတပည့်ရင်းနေတဲ့ကိုရွာစဲပတ်မွေးစကြထုတ်နေပြီးလူတက်လူရက်သားလေးချောင်းကနေတိုက်ပွဲမရှိတဲ့ကြေးရွာတွေနဲ့စာတင်ချောင်းတွေကိုပုံကျက်တက်ဖြတ်တာတွေမကြခဏလုဆောင်နေတာကြောင့်ဒေသခံတွေစောထိခဲ့တရားကြတာတွေဖြစ်ပေါ်နေတယ်လို့မြေပြင်စီးရဲတရင်စစ်မြစ်ကပြောဆိုထားပါတယ်ဒါအပြင်မေလ7ရက်နေ့ကလည်းတပည့်ရင်းမျိုးနယ်ဥတည်တွင်ရာစာတင်ကြောင်းကိုလေကြောင်းကနေပုံကျဲခဲ့တာကြောင့်ကျောင်းသားကျောင်းသူ24ဦးသေဆုံးက73ဦးကိုလည်းအိမ်ကချိုးရင်းခဲ့ပါတယ်ရှင်။